အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက်ကတော့ဖုန်းတိုင်းရေးသားတဲ့ပတောက်ပွင့်စဲလာတာဇဲဝဲဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁၈ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာပတောက်ပွင့်စဲလာတာဇဲဝဲ အပိုင်း၁၈ဒီဇင်ဘာလအတွင်းတွင်တက်ကတော့ပွဲနှင်းသပင်ရှိသည်ပွဲနှင်းသပင်ဟူသည် လေးနဲ့တည်ကြည်ခံရသောမခန္ဓာကြီးဖြစ်အပတကုတ်ကြိုးစားလာရသူတို့အတွက်မိမိတို့၏အောင်မြင် ပေါက်မြောက်ခြင်းကိုတရားဝင်အတိမတ်ပြုခံရသော အခါတူအခွင့်တူကြီးလည်းဖြစ်သည်။ဩကိလေသာဝတ်မှကင်းလွတ်အောင်ကျင့်ဆောင်ကြသောယဟန္တာရှင်မြတ်တို့အတွက်ပင်မှအောင်မြင် ပေါက်ရောက်ခြင်းကိုအတိမတ်ပြုခံရသည့်ဣတတေဟူသောပွဲရှိလေသည်။မြတ်စွာဘုရားရှင်သည် တာဝတိပြည်ဇေရဝံကျောင်းတော်ကြီး၌တာဝကတန်တိပါဒအစီဝေပြု၍ထိုက်တန်သောအရှင်မြတ်တို့ကိုဣတတိအရာထား၍ဌာနန္တကြတော်မူသည်ပုထုဇဉ်တို့အတွက်မူဆိုပွဲမရှိပြီမိမိအောင်မြင်ပေါင်းပြောက်ခြင်းကိုလူတိုင်းအတိမတ်ပြုခံလိုကြသည်ဒီထဲတွင် ကျွန်တော်လည်းပါ၏ဘွယ်နှင့်တပင်ကြီး၌အမှားရွင့်မရှိစေရန် အရေးကြီးသည် ထို့ကြောင့်တတ်မှတ်ထားသော အကျိုးတစ်နေ့တွင်ဘွေယူမိသူအလုံးဇက်တိုက်လေ့ကျင့်ကြရသည် မော်ကွန်ထိန်ဆရာဥခင်ယူဦးစည်းသည့်ဇက်တိုက်ပွဲပြီးသောအခါဘွေနှင့်တပင်အဆောင်ကြီးအပြင်သို့ကျွန်တော်ထွက်လာခဲ့သည်ဆရာခေါ်တန်ကြသဖြင့်လှန့်ကြည့်လိုက်ရာအဆောင်ကြီးအနောက်ဘက်ကားများဆိုက်ရာစီတွင် အဖြူရောင်ပြည့်ရဲ့ကားလေးတစ်စီးဘေး၌ရက်လျက် ကျွန်တော်ကိုပြုံးပြနှုတ်ဆက်နေသော ဆွေဆွေကိုတွေ့ရ၏ကျွန်တော်သည်ဆွေဆွေထံလျှောက်သွား၏ဆွေဆွေကတယောက်ထဲရပ်နေသည် ကားတွင်၌ဒရိုင်ဘာလည်းမရှိဆွေဆွေတယောက်ထဲလားမဟုတ်ဘူးမမဝေလဲပါတယ်ကျွန်တော်ကိုသည်အနေငယ်တောင့်တင်းသွားသည်ပဝုံးကျင်ကိုအင်ဂျီရီမပြတ်မျက်လုံးလှဲ့ပြီးကြည့်မိသည် မမဝေ၏အရေးအယံကို မတွေ့ရဒေါ်ဝေဝေက ဒီလိုပဲဆွေဆွေတို့နဲ့လာလာနေသလားဟုတ်လားလာနေရတော့မဟုတ်ဘူးလေခဏခဏဆင်းလာတတ်တာပြီးနေဒီကလည်းဘာဝေးလို့လဲပြီးတော့မိဘတွေကလည်းပသိမ်းမှာဆိုတော့မမဝေးကကူးချီတန်းချီပါပဲဩအခုပဲပျောက်သွားလဲဆွေဆွေလဲစောင့်နေတာတီးဦးလေမမဝေးကဟိုတင်းခြေရမြလိုက်ကောက်နေသလားမသိဘူးခြေရကောက် ဆွေဆွေဘာပြောတာလဲဆရာ哦ဆွေဆွေတခါပြောဘူးသားပဲမမဝေကခေါင်းမတန်းရရပြီးအမ်နီစီယာရှိတယ်ဩအင်းဟုတ်ကဲ့တနာစရာပါပဲဆရာရေသူ့ကောင်းထဲမှာမရှင်းတာလေးတွေရှိရင်အပြေလိုက်ရှာတတ်တယ်သွားတားလို့လည်းမရဘူးအဲ့ဒါဖြစ်ပြီးမှမမဝေဟာနည်းနည်းစိတ်တူတတ်တယ်စိတ်တူတာလည်းမဟုတ်ပါဘူးလေနည်းနည်းစိတ်ပြင်းလာတယ် အရင်ကဒီလိုမဟုတ်ဘူးဒေါ်ဝေဝေဒံယာယာတော့ကဆွဆွေးတို့တွားကြည့်သေးသလားစိတ်တွင်၌မလုံသောကြောင့်ကျွန်တော်ကတောက်ကြည့်မိဆွဆွေးကတော့တည်ပုံမပေါ်အဲ့ပြစ်တဲ့ညနေကတော့ဆွဆွေးတို့တစ်ခေါက်ရောက်တယ်အဲ့တော့မမဝေတတိမရသေးဘူးနောက်တော့ဆွဆွေးတို့တွားမကြည့်ရဘူးမမဝေဆိတ်ရှုပ်မှဆိုးလို့တဲ့ဘဲအဲ့တဲ့မှမလာရဘူးလို့ဆရာဝန်ကြီးကတားထားတယ်တဲ့ ဖေဖေတို့တော့မသွားရဘူးမမဝေရဲ့အဖေနဲ့အမေပဲသူတို့တော့ဆရာဝန်ကြီးရှေ့မှာပဲစကားပြောကြရတဲ့တယ်တော်ပါသေးသူတို့အဖုံအပိတ်ပြီးခဲ့ကြသည်ဩကောင်းပါလေခုနကစကားဆက်ရအောင်မယ်မမဝေရအဖေလိုက်ရှာတတ်တယ်သူ့ကိုသူဖွဲရဘူးတာလည်းမမှတ်မိဘူးတက်ကတူမှာတက်ဖို့တာလည်းမမှတ်မိဘူး register office မော်ကုန်းနဲ့ရုံမှာတော့ မမဝေရဲ့ဓာတ်ပုံရောမှတ်တမ်းရောရှိတာပေါ့လေတွေ့လေတွေ့ပြီးပါပြီဒါပေမဲ့သူ့စိတ်ထဲမှာတော့ဘလတ်နဲ့တူပါတယ်အခုဆွဆွေးနဲ့လိုက်လာတာသူကျင်လည်မှုတဲ့ပတ်ဝန်းကျင်ကိုပြင်ရင်းနှီးအောင်လုံးမလို့နဲ့တူတယ်ဒါကြောင့်ချီရကောက်လို့ဆွဆွေးရပြောတာအော်ဒါထက်ဆီရမကားပါသလားမပါဘူးဆွဆွေးလိုင်းကားနဲ့လာတာ ဒီလိုဆိုဆွေဆွေတို့နဲ့လိုက်ခဲ့ပါလားနေပါစီဆွေဆွေအိုးဆရာလည်းဆွေဆွေတို့ကချောင်းပါတယ်ကျွန်တော်ညင်းမြီအလုံး၌ခြေတန်းကြာရသည်နှင်းရိပ်ပြသောအင်းရကံပဝန်းခြင်းကိုကြောပြုတ်ပြီးမမဝေသည် ကျွန်တော်တို့ထံချင်းကပ်လာသည်ခြေလေးတွေကလှမ်းလာနေတော့လဲမျိုးလုံးများကမလှုပ်ဖဲကျွန်တော်စီတက်တက်စိုက်ထား၏ဆွေဆွေကလှမ်းမေ၏မမဝေ ဘယ်သွားနေရလဲဒီတော့မှမမဝေသည်တတိဝင်လာဟန်နဲ့တုံငနေဖြစ်သွား၏အော်မမဝေဟိုဘက်သွားနေတာဘယ်ဘက်လဲမမဝေသည်ပြည်လန်းဘက်ရှိကံဆောင်ကိုညွှန်ပြ၏အဲ့ဒီဘက်အဲ့ဒီဘက်ကိုဘာသွားလို့လဲဟိုရင်မဟာစေတီဆွေဆွေကမျက်လုံးလေးပြုတ်ပြ၏မမဝေဘာပြောတာလဲ မဟာစီကြီးကဘယ်ကရောက်လာလဲမမဝေသည်ကျွန်တော်ကိုလှမ်းကြည့်ထို့နောက်စိတ်ရှုပ်ဟန်ပြုံးပြီးခေါင်းကိုကုပ်၏မဟာစီကြီးဘယ်ကရောက်လာသလဲမမဝေလည်းဘယ်သိမလဲခေါင်းနဲ့ရောက်လာတာပြောတာအော်ဆရာကဘာလာလောက်တာလဲယဆွေဆွေလိုပဲရဟစေဇက်တိုက်ချင်းလာလောက်တာဆွေဆွေကဝင်ပြော်၏ဆွေဆွေတို့ရက်ဆောင်နေတာကြားလာပြီပြန်ကြဆုံမမဝေအော် ဆရာလေးလိုက်ခဲ့ရမယ်နော်မမဝေသည်ပြုံးရွှင်စွာဖြင့်ကျွန်တော်ကိုမေးသည်ဆရာကမပါဘူးလားကျွန်တော်မဖြေခင်ဆွေဆွေကဝင်းဖြေမပါဘူးမမဝေအဲ့ဒါဆွေဆွေခေါ်တာဆရာအင်းနေတယ်မြင်ဘူးလားပြီဖြစ်၍ဘယ်တော့ခါမှကျွန်တော်မမေ့နိုင်တော့ပြုံးချိုချိုမျက်နှာပေးဖြင့်ကျွန်တော်ကိုကြည့်ပြီးမမဝေကပြော်၏ဆိုင်ဆရာကြီးဝေဝေတို့ကောင်းမစည်းချင်ဘူးလားဟုတ်လား ိုးဒီလိုမဟုတ်ပါဘူးဒီလိုမဟုတ်ရင်ဟိုလိုလည်းမဟုတ်ဘူးပေါ့ဟဲ့ကဲပါ တက်ပါ မမဝေဖိတ်ခေါ်နေတာမမဝေဝေဝေမဟုတ် မမဝေ သူ့အုံးကိုလည်းသူတိလိုက်ဟန်သူသည်မမဝေသည်ကျွန်တော်မျိုးလုံးများကို စိုက်ကြည့်ပြီးမေသည်မမဝေလို့တော့မိတာစာရေးဆရာကြီးကချက်ရဲ့လားဒုက္ခညီတို့ဒုက္ခမှမဟုတ်ကျွန်တော်ဒုက္ခ ချိတ်ပေးပါမမဝေးချိတ်ပေးဒီကတော့တည်ခြင်းမီးဆရာခမညာဖြီလီကျွန်တော်ကတပြင်းခိုးဆိုင်မီးချိတ်ပါတယ်မမဝေးဒေါ်ဝေဝေးလို့ကျွန်တော်ကလည်းမခေါ်ကြင်ပါဘူးမမဝေးကိုမမဝေးလို့ပဲကျွန်တော်ခေါ်ကြင်ပါတယ်အဲ့လို့ဆိုအစဘာလို့မခေါ်သလဲဩဒါတော့မမဝေးရေမမဝေးဒီပြုံးလဲလဲဖြင့်ကျွန်တော်ကိုကြည်ပြန်ဤ ထုံနောက်မှာဂျေဘီဆို၏မမဝေကကြည်ကြတာပါအိုးဘွားဘွားဆရာကိုမယုံမသိရှိစရာပြောတာကဲတက်ရှီကန်းရထိုင်ဆွေဆွေကကားနောက်ခန်းကထိုင်သည်ကျွန်တော်ကရှီကန်းတွင်မမဝေ၏ဘေးမှထိုင်ရ၏မမဝေသည်ကျင်လေစွာဖြင့်ကားကိုမောင်းထွက်လာ၏ဘွေနှင်းသည်လမ်းမှနေ၍ကြည်လန်းစီမောင်းသည်ကြည်လန်းအတိုင်းရန်ကုန်ဘက်ဆက်လာသည် မမဝေကောင်းမောင်းပုံကအကျင့်မပြောင်းအတန်မြန်သည် ကမာရွတ်အဝိုင်းကြီးကိုအချိန်နှင့်ပတ်ခွေသည်မမဝေကောင်းမောင်းတာကနည်းနည်းမြန်နေနော်ဆရာကြောက်လို့လားမကြောက်ပါဘူးမကြောက်ပါနဲ့ဆရာ မမဝေကောင်းကောင်းမောင်းတတ်ပါတယ်မမဝေကငငယ်ကလေးကကားမောင်းတာကားမြင်မောင်းရမှပြည်ကနေလဲဒီဟိုကားနဲ့ပဲမောင်းလာတာတယောက်တည်း တယောက်သေးတော့ဘယ်ဟုတ်မလဲအိမ်ကလူပါတာပေါ့အိမ်ကလူသူ့ချစ်လင်းဩဘေးမှချစ်လင်းကိုတော့မမဝေးအမှတ်မရလေပြီကောင်းပါသည်အားလုံးပဲကောင်းပါသည်နောက်ခါမှဆွဆွေကပြော၏မမဝေးကကောင်းအောင်ဖီလိုဆိုဖီနဲ့မောင်းတာမမဝေးပြောပြလိုက်အောင်လေမမဝေးကရေးစာရေးစာရေးရှိပြောလို့ဝတ်ထုရဲထည့်ရင်းနေအောင်မေ ျွန်တော်ငိမ့်နေတမင်ငိမ့်နေ အလိုက်မသိစွာမမဝေကဆက်ပြော၏ရေးချင်လဲရေးပြောရအောင်မေဟောရီကားလေးအားမမဝေစီရောင်းနာခံနေဘဝရဲ့အနှစ်သာရဆိုတာဘာလဲလွတ်လပ်ခြင်းမေကိုကံကြမှာကိုဖန်တီးခွင့်ကားမောင်းနေတော့ဆိုရင်မမဝေဟာမမဝေဘဝရဲ့မာလိမှုကံကြမှာရဲ့အရှင်သခင်အော်စီရအောင် မမဝေသည် စကားကိုတန်လန်ရက်ပြစ်လိုက်ကာမောင်ရင် မျက်မှောင်လေးကျုံကစဉ်းစားတဲ့အောင်ငြိမ့်နေဆရာခမဆရာဟုတ်ဒီစကားမမဝေပြောဖို့သလားဗျာကျွန်တော်ဒီတုံလို့ခြောက်ချသွား၏မမဝေသည်ထင်သည်ထက်မှတ်မိနေဟန်ပါတကားတတိချိန်လိုက်ပြီးကျွန်တော်ကရဲချလိုက်၏မမဝေကလည်းစံကြံဖန်ဖန်ဘယ်တော့မှပြောဘူးလို့လဲ မမဝေသည်ကျွန်တော်ကိုစောင့်ကြည့်သည်သုံးလေးကဆောင်ကြည့်ထို့နောက်မမျော်လင့်သောစကားကိုဆို၏ဆရာ ਉ မမဝေမြင်ဘူးတယ်ဗျာဟုတ်ပါတယ်မြင်ဘူးတယ်ဘမပါလဲမမဝေသည်ကားကိုအချိန်အနည်းငယ်လျှော်၏ကားကဥဝိစာရလမ်းပေါ်မှပြေးနေ၏ရုတ်တရက်မမဝေသည်ကားကိုလမ်းဘေးတွင် ထိုးရက်လိုက်၏ စစ်စေးရောကျွန်တော်ပါထိတ်လန့်တကြားမေးမိဘာဖြစ်လို့လဲမမဝေဘာဖြစ်လို့လဲမမဝေကဘာမှမဖြစ်ဟန်ဖြင့်ပြုံပြာ၏မေးစရာရှိလို့ပါမေးစရာရှိလို့ဘု து ကိုလဲဆရာကိုကျွန်တော်ကိုဟုတ်တယ်ဆရာမမှန်ပြောတော့မမဝေစီးုံမှာတော့ဆရာတရင်လာမေးတယ်မဟုတ်လားကျွန်တော်ခေါင်းထက်မိုးကြိုးမှန်လိုက်တကယ်တော့ချင်မိသည် ရင်တစ်ခုလုံးလဲတွတ်တွတ်ခေါင်းလှောက်ရှားသွားသည် မေဘီလေးလေးလိုက်ဖြေလေးမင်းဘာဖြေမလဲမင်းဖြစ်ကိုမင်းသာအတိဆုံးကျွန်တော်ဒီရှိသမျှအားတို့ကိုစုယုံယူလိုက်ရသည်ညနာရောအတန်ကိုပါ အတင်းငိမ့်ဆုံးထားပြီးမေရာဤဒေါ်ဝေဝေနေကောင်းရလားဒေါ်ဝေဝေနေကောင်းရလားလို့ကျွန်တော်မေးနေတယ်နေမကောင်းရင်ကားကိုကျွန်တော်မောင်းပေးပါမယ် မမဝေသည်မျက်လုံးလေးများဝိုင်း၍ကျွန်တော်ကို ကြည့်နေသည်ပါဇက်လေးလည်းဟနေ၏တနာသည်အော်ချစ်သည်အော်ရှင်နာသည်မတက်နိုင်ပါညနေထားကို မတင်းပေမဲ့ကျွန်တော်မချိုရဲမမဝေ၏ခေါင်းလေးငိုက်ကြသွားသည်ခဏတွင် ပြုံးမဲ့မဲ့ဖြင့်တောင်းပန်၏ sorry ဝေဝေကောင်းထဲမှာတခါတလေရှုပ်ရှုပ်သွားတယ်ဝေဝေနေကောင်းပါတယ် ဝေဝေကိုခွင့်လွှတ်ပါဝေဝေမဟုတ်ဘူးလေရှင်မမဝေပါမမဝေကိုကျွန်တော်စိတ်မဆိုးပါဘူးဆွေဆွေပြော့ပြထားလို့မမဝေရဲ့ဝေဒနာကိုကျွန်တော်နားလည်ထားပါတယ်စိတ်လည်းမကောင်းပါဘူးမမဝေအမေရဲ့မပြောက်တော့အပြုံးလေးဖြင့်မမဝေသည်ကျွန်တော်ကိုခਿੱတာဆိုင်ချနေသည်ဒီမ Thank you ဆရာကားကိုစံမောင်း၏ ်ညိုရင်းရှိကျွန်တော်တိုက်ရှိအထိလိုက်မောင်းပို့ပေးပြီးညီမနှစ်ယောက်သည်လက်ပြနှုတ်ဆက်၍ပြန်သွားကြသည်ဘိုးမြတ်စွာဘုရားသခင်ဒီဘိုးမကျွတ်ပါစေဘုရားတပည့်တော်အမြန်ကျွတ်ပါရစေဘုရားဓမ္မပဒပါဠိတော်ကဆိုသည်ပိယတောဇာယတိတောကောပိယတောဇာယတိဘယံပိယတောဝိပမုတ်တတ္တ နတ္ထိတောကောကုတောဘယံပိယတောချက်ခင်ဆုံးမဲ့နှစ်သက်မြတ်နိုးခြင်းတရားကြောင့်တောကောဆိုရင်ပူဆွေတောကဘေးတီဇာယတိစင်စစ်မသွေဖြစ်ပေါ်လာရလေပိယတောချက်ခင်ဆုံးမဲ့နှစ်သက်မြတ်နိုးခြင်းတရားကြောင့်ဘယံကြောက်ရွံ့ထိတ်လန့်စိတ်မတန့်ခြင်းတီဇာယတိစင်စစ်မသွေဖြစ်ပေါ်လာရလေပိယတော ချစ်ခင်ဆုံမဲ့နှစ်သက်မြတ်တို့ချင်းတရားမှဝိပ္ပမုတ်တတတွေ့တာမဲ့ကင်းလွတ်ခြင်းရှိတော်သူဖို့တော်ကောစိုးရင်ပူဆွေးတော်ကသည်နတ်တိမရှိနိုင်တော်ချေဘယံကြောက်ရွံ့ထိတ်လန့်စိတ်မတန့်ခြင်းသည်ကုတော်အဘယ်မှလျင်ဖြစ်လာနိုင်ပါအန်နီကျွန်တော်ရှင်မာကချစ်ခင်ဆုံမဲ့နှစ်သက်မြတ်တို့ချင်းတရားတို့ရှိနေသေးသည်ဒီတော့ဆိုရင်ပူဆွေးတော့ကဘေးကပြေမလွတ်ပြီး ကြောက်ရွံ့ထိတ်လန့်စိတ်မတန့်ခြင်းကလည်းတစ်ဖက်ကညှဉ်းပန်းနှိပ်စက်သေးသည်မမဝေကကျွန်တော်ငွေလာမင်းမမမဝေကိုငွေလာမင်းကလွဲ၍နှိုင်းစရာကျွန်တော်လောကမှာမမြင်ပါဒီငွေလာမင်းကြီး တပတ်လဲကြော့လာပြန်တော့စုံမဲ့ရပါပြီချင်းမြန်လို့ရပါပြီချင်းတစ်ချိန်လုံးကလိုပင်ရှင်တွင်တွင်ငွေလာမင်းကြီးခုန်ဆင်းလာရန်မျှော်လင့်ရမလားဆူတောင်းရမလား ဒီတွေးပေါ်လာပြန်တော့ကြောက်ရွံ့ထိတ်လန့်စိတ်မတန်ဖြစ်ရပြန်သည်။အော်ကြောက်ဖွယ်တော်ဝတော်ပါသည်။နောက်ဆုံးအချိန်စုံမိပြီးမှမမဝေနှင့်ထပ်မတွေ့ရ။ကျွန်တော်နေရာကိုတိပီးလျက်ထပ်မပေါ်လာတော့မမဝေမှလည်းစင်ကျင်တုံတရားရှိပုံပေါ်သည်။ကျွန်တော်အပေါ်တုန်းကမဒီလိုကျင့်နိုင်သောမမဝေသည် အကိုတန်းဟန်အပေါ်၌လည်းတံပူလာလိုကျင့်ပေမည်။အော် ဒီအတွက်တော့ဝမ်းသာရမည် ကိုပါပဲဖြစ်ဖြစ်လောကကြီးတော့ကြက်တည်ရှိပါစေဒီလူပေါင်းမှာအကျင့်ကောင်းတို့ထွန်းကားပါစေဆွဆွေတယောက်လဲကျွန်တော်နဲ့ဆက်သွယ်မလာတော့နောက်ဆုံးတစ်ကြိမ်ဖြစ်ရပုံကြောင့်ကျွန်တော်ကိုအားနာသွားပုံရသည်တနည်းတော့လဲကောင်းပါသည် မိခဲဟူသည်မငိမ့်သေးခင် ပြဖုံးနေသည်ပင် ကောင်းပါသည် ပြမဖုံးမဲမိခဲကြီးရဲရဲပေါ်လာတော့ ကိုသာကျွမ်းရမည်။အော်ကိုသာကျွမ်းရမည်။စောင်းသည်ဒီလိုနှင့်တဖြည်းဖြည်းကုံသွားသည်။ညရာသည်လည်းပြပြဆိုင်လာခဲ့သည်။ညရာသည်ပြပြဆိုင်လာမှဥပစင်းကိုကျွန်တော်ပေးခဲ့မိသောဂရိကိုသွားတရိယာသည်။ဒီဒီချိန်တော့သွားမည်။ဆက်ဆက်သွားမည်။ဥပကဇလံမျိုးကျွန်တော်ဆက်မကလို့ကိုတန်းအောင်တို့အကြီးတို့နှင့်စကားဆက်မိကြသောအခါ လင်မယားနှစ်ယောက်လုံးဝမ်းသာသွားကြသည်ကိုတန်းအောင်၏ဖခင်က အသက်60ကျော်ပြီးပသိမ်၌ပင်နေသည်ဒီနှစ်တစ်ကြိမ်ကိုတန်းအောင်က ဖခင်ကို ပြန်ကတော်လေးရှိသည်တကြံမှာသူတို့လည်းလိုက်ကြမည်ကျွန်တော်ကသူတို့အိမ်မှာတဲနိုင်သည်တရားသွားထုတ်တော်လဲအတူတူပေါ့သူတို့လည်းအ ਨੇ ဆုံးဝိဇာမျိုးစိတ်လေးရကျင်ကြသည်ကိုတန်းအောင်ရောကျွန်တော်ပါကိုချိန်ကိုပိုင်သူများဖြစ်ကြ၏ ထို့ကြောင့်သင်မောလူကြက်တတ်သောဒကြံခါတွင်ထက်၃ရက်ခန့်စောပြီးကျွန်တော်တို့ပသိမ်တို့သွားကြသည်ရန်ကုန်မြို့တွင်နှွေလှကိုမမြင်ရတော့လဲပသိမ်မြေမှာတော့နှွေကအလှကြီးလှနေသည်ပင်တိုင်းသည်နုနုဆူဆူပျော့ပျော့မြင့်မြင့်နှင့်ရောက်အံ့မူမူသော နှစ်တစ်ဥကိုကြိုးစိုးနေကြသည်ဘဲကြည့်လိုက်ကြည့်လိုက်ညပြပြကကြီးကြီးဝေနေသည် စိန်ပန်းတို့က ရမပွင့်နေနဲ့ဆင်နေပြီးငှူတွေကလည်းထိမ့်ထိမ့်ဝါပါပေးခြင်းပြေုပ်စကားဖြူတွေကလည်းဆွေတော်နဲ့ပြိုင်လေသည်ပတောက်တာကြံတော်သည်ပတောက်မပွင့်မီကန့်ကောပွင့်ကျွန်းတွေကအလွမ်းပြေတင်ပြနေကြသည်အော်ဒီမြေဒီယာဒီဒီခါမျိုးစီမှာမမဝေကိုတွေ့ခဲ့ရတော့ဒီခါဒီယာဒီဒီမြေကန်ပြန်ရောက်လာခိုက်ဆက်ချင်းတလို့ဖိုးချင်းတလို့ မမဝေကိုအလွန်ကြီးလွန်ရပြန်သည် မမဝေရွတ်ပြခဲ့သောဓာတုကလျာဤဇတုကလေးကိုပြန်တရီရမိသည် ချမ်းမြေ့စိတ်ကြီးပီတိရည်ဖြင့်ခိုင်တီနှလုံးတစ်ဖြောင့်သုံး၍နှောင်ထုံးကေမင်းလျှော့ဖြေခြင်းလဲနတ်ရှင်သူကြောင့်တရေမှောင်ခဲ့ဓာတုကလျာကို ကိုချင်းစာမိသည်အော်သူမကမိမ့်မသားယောက်ျားဖြစ်သော ကျွန်တော်က ဒီမြေစီတို့ ခိုင်တီနှလုံးတစ်ဖြောင့်သုံးရန်ရောက်လာခဲ့သည့်ကြားကမမဝေသူကြောင့်တရေမှောင်ခြင်းဖြစ်လေရသည် ဥပဇင်းတို့ကမထန်ရိတ်သာထုံးစံကကြကြံအကျိုးနှင့်ကြမှအလုဆာဝင်ရသည် ကျွန်တော်တို့ရောက်ကြသည်ကနှစ်ရက်စောနေသည် ပထမတရက်မှာတော့လူပွဲတန်းပွဲဈေးမှာဝယ်ကြသည် အခြားဘဲသူမှမထွက်ဖြစ်ကြအကျိုးနှင့်မတိုင်မီတရက်ဤညနေပိုင်းတွင်မူ ကိုတန်းအောင်နဲ့ကျွန်တော်တို့ဒီကန်သုံးစင်ဘက်သို့လမ်းလျှောက်ထွက်ခဲ့ကြ၏ကိုတန်းအောင်တို့အိမ်ရှိရာညိုတွင်နှင့်ကန်သုံးစင်ရှိရာမှဝေးပါ၏တို့ရာတွင်ပသိမ်မြို့သူမြို့သားတိုင်းလိုလိုဒီခီးကိုညနေမှလျှောက်တတ်ကြသည်လျှောက်၍မောသည်ကန်သုံးစင်ရောက်၍လေတန့်လေးကိုရှူရလျင် အမောပြေသည်စကားတပြောပြောနှင့်ကျွန်တော်တို့နှစ်ဦးသည် လမ်းမကြီးအတိုင်းတဖြည်းဖြည်းလျှောက်လာကြသည် high school ကျောင်းကြီးရှိရောက်တော့ခါကျွန်တော်တို့နှစ်ဦးလုံးကျောင်းကြီးကို ကြည့်မိကြသည် အနေငယ်ဆက်ဆောင်မိသည့်ချိန်တွင် အနောက်မှဆင့်တီးလိုက်သောကာဟွန်တန်ကိုကြားရသည် အမတ်မတင်လှည့်ကြည့်မိလိုက်သောကျွန်တော်မှာမြင်လိုက်ရသည့်အာယုံကြောင့်ချက်သေးသေးမိသွားသည် ကိုမျက်စိကိုပင်မယုံမီအိမ်မက်ပေလာစိုက်ကားနှစ်စီးကလမ်းပိတ်တကယ်တို့ရှင်းသွားနေသောကြောင့် ဟွန်ဒီဘီကားကလမ်းတောင်ပေါ်ရာသည်ကားကဘော့ဆွက်ကွန်အနက်ရောင်မောင်းလာသူကမမဝေးအော်မမဝေးကျွန်တော်ဘလို့မှညှော်လင့်မထားတော့မမဝေးကားသည်ကျွန်တော်တို့ကိုကြော့တက်သွားသည် မမဝေးကောင်းသည်တမင်လေပြန်လှည့်ကြည့်သည်ကိုမြင်ရ၏မကြပါကားကလမ်းဘေးမှထိုးရက်သွားသည်ထို့နောက်နောက်ပြန်ဆုတ်လာ၏ တကားဖွင့်ပြီးမမဝေကဆင်လာ၏ကြည်စံမောင်တန်းအောင်ရောဆင်ရရောပါလားဘယ်တော့မှရောက်ကြတယ်လဲကိုတန်းအောင်ကလည်းအန်အောဟန်ပြန်ပြော်၏နှစ်ရက်ရှိပြီမမဝေလည်းဒီပြန်ရောက်နေတယ်တချန်နိုင်မမဝေပြန်လာပဲဟာပြီမားသိပ်ပူတယ်ပြီးတော့ဒီလောက်ကုန်ရင် ကိုတန်းဟန်ကအလောက်ကထွက်ခွင့်ရပြီမမဝေသည် ကြည်လင်ပြုံးရွှင်စွာဖြင့်ကျွန်တော်ကိုကြည်သည် ဆရာလိုက်လေတာလားကျွန်တော်ကကောင်းငိမ်ပြရာဤဆရာပတိန်ကိုမရောက်ဘူးတည်းပေါ့ဟုတ်လားကိုတန်းအောင်ကစိတ်ဝင်စားလာဟန်ဖြင့်မမဝီကိုတလဲကျွန်တော်ကိုတလဲကြည့်နေသည်ကျွန်တော်ကဘာဖြေရှင်းရမှန်းမသိဆရာဝဝဲကိုစကားမပြောချင်လို့လားဒါမှမဟုတ်မမှတ်မိတော့ဘူးလားယင်ဩသူကပြောင်းပြန်ပြောနေပြန်လေပြီ မဟုတ်ပါဘူးမမဝေးမမျော်လင့်ပဲရုတ်တရက်ဆိုတော့အံ့အားတင့်ပြီးကျွန်တော်ဘာပြောရမှန်းမသိဘူးတစုံတရာကို နှစ်ချိုက်သွားဟန်ဖြင့်မမဝေးသည်ထန့်စင်ပြုံသွား၏ဆရာတို့အခုဘယ်သွားကြမလို့လဲလမ်းလျှောက်တာပါမမဝေးကန်သုံးစင်ဘက်ကိုအိုးဒါဖြစ်လာလေမမဝေးကားနဲ့လိုက်ခဲ့ကိစ္စမရှိပါဘူးမမဝေးကျွန်တော်တို့လျှောက်ပဲသွားပါမယ် ရှောက်ဖို့ကအဝေးကြံသေးတာပါ။လာပါ။ဆရာတို့ဆင်းကျင်တဲ့နေရာမမဝေချပေးခဲ့ပါမယ်။ခက်ချေပြီ။ဒီလမ်းမှာဒီကားနဲ့ဩတိုက်တိုက်ဆိုင်ဆိုင်ကြုံရပြန်လေသည်။ညင်းမို့ကလည်းခက်ချီ။ပါလေ။ဆိုင်ဆရာကြီးကဝေဝေကောင်းမစည်းချင်ဘူးလား။ဒါမှမဟုတ်ဝေဝေပေါ်ခွင့်မလွတ်နိုင်တာတွေ့ထားလို့ရှောင်ကျင်နေတာလားဒါဆိုရင်တော့ဝမ်းနေပါတယ်ဆရာ ဝေဝေကိုခွင့်လွှတ်ပါမမဝေဤအတန်လေးကအနှဲငယ်ဒုံသည်မျက်နှာမှာအပြုံးလေးမရှိတော့ကျွန်တော်ကိုစိုက်ကြည့်နေတော့မျက်ဝန်းပြသည်မျိုးလုံးကြည်တို့၌မျက်ရည်လဲလဲဝဲနေပြီသည်ခဏပါခဏလေးပါဒီခဏလေးမှာ ချစ်ခင်ဆုံးမခြင်းနဲ့နှစ်သက်မျက်နှာချင်းတရားတို့ကကျွန်တော်ကိုစိုးမိုးလွှမ်းခြုံသွားသည်မမဝေဝတ်ထားသည်ကလည်းအဝါလေးဖြော့ဖြော့အဝါလေး အသားရွှေရည်နဲ့တသွေးတဲ့လိုက်ဟန်နေသောအဝါလေးဒီတွင်ဒီစင်နဲ့ဒီချိန်မျိုးမှာမမဝေကို ကျွန်တော်စတွေ့ခဲ့ရသည် ပတောဦးတွေနဲ့အတူစတွေ့ခဲ့ရသည်အော်ငွေငန်းဖြူလေတိုင်းနဲ့နောက်ထုံးရှင်နဲ့ညဝန်းပြာနဲ့မြတ်တောင်ကော်နဲ့ကောင်းပါပြီမမဝေတလဲထင်ပြီးစိတ်တော်မညိုပါနဲ့မမဝေကားနဲ့ကျွန်တော်လိုက်ခဲ့ပါမယ် ကိုတန်းအောင်ကကနောက်ခန်း၌ဝင်ထိုင်သည်ကျွန်တော်ကတော့မမဝေးဘေးမှပင်ရှင်းလိုက်သည် နောက်ခန်းဝင်ထိုင်တော့အတိတ်ပဲဘယ်ပုံကောင်းအောင်မြင်မသိမထူပါဘီနှခန်းတွင် အပြုံးတွဲလဲခိုလျက်ညနေသားကြည်ကြည်ဖြင့်မမဝေးကကားကိုမောင်းလာ၏မမဝေးမောင်းတာကြောက်သေးလားကျွန်တော်ကမဖြေပဲပြုံးတာပြမေးဟောစကားမပြောပြန်ဘူးဩမမဝေးရဲ့ မကြောက်ပါဘူးမကြောက်ပါနဲ့ဆရာမမဝေဟာဒီလမ်းမှာအမြဲမောင်းနေတာပသိမ်မားကလည်းဒီတလမ်းမဲ့ကောင်းနေဒီကနေမြတ်တူအထိဩမမဝေက ကျွန်တော်ကိုစောင့်ချည်သည်ဘာလဲမမဝေဟဲ့ဟဲ့ဘာမှမဟုတ်ဘူးမမဝေသည်လီပါကိုဖိနှင်းပုံရသည်ဒါကအဟုန်ပြင်လာ၏ကန်သုံးစင်ကိုလှမ်းမြင်ရသည် ညူကပြာရီနေသည်။အော်ရေဝမ်းဘဲတို့လည်းလေမာမဲအောင် ပြန်ဝဲနေကြသည်။ကျွန်တော်ကမမဝေကိုငေးချီမိသည်။နဖူးပေါ်ဆန်တွေတို့ဝဲကြလှူရှားနေ၏။ပါပြင်မောင်ဝင်းညင်စိန်းတို့ရှိမ့်များနေသည်။ကိုတင်နှံကကျွန်တော်စီမွေးပြန်လာသည်။ကျွန်တော်ကောင်းကောင်းသိသောကိုတင်နှံကျွန်တော်မျက်နှိုးဆုံမဲ့နှစ်သက်ကြွမွေးခဲ့ရသောကိုတင်နှံ မမဝေးသည် ရှေ့ကိုသာဆူဆိုက်ကြည့်ပြီးကားကိုမောင်းနေသည်ညနာကလှုပ်ရှားမှုမပြဘာစကားမှလည်းမဆိုတော့ကားအချိန်ကိုလည်းမလျှော့ကျွန်တော်ကလန့်နိုးလာပြီးတတိပေသည် မမဝေးကန်သုံးစင်ရောက်ပြီးအင်းဒီမှာဆင်းမယ်မြက်တူထီသွားမယ်လေဟိုမြက်တူထီဘာတွေပြောနေရလဲခါတိုင်းမြက်တူထီသွားတယ်မဟုတ်လားမြတ်စွာဘုရား ကျွန်တော်ထိတ်လန့်သွားသည် မမဝေဘာပြောတာလဲဘလို့ခါတိုင်းမျက်တူထိသွားတာလဲမမဝေက ကျွန်တော်ကိုစောင့်ကြည့်သည်ဒေအကြီးကတမျိုးဒေအကြီးကိုကျွန်တော်မကြိုက်ဆရာညားတယ်ခမဆရာညားတယ်လို့ခမကျွန်တော်ညားတယ်ဘာညာလို့တော့ဆရာမမဝေနဲ့မျက်တူထိသွားဖို့ပါတယ်ပြီးတော့တခြားလည်းသွားဖို့ပါတယ်ပြီးတော့ ပြီးတော့အိုးညာတယ်တလောကလုံးညာကြတယ်ဝင်းဝင်းကိုညာကြတယ်မမဝေကကားကိုအချိန်ထက်တင်လိုက်သည်နှကမ်းများကိုလည်းသွားနေခဲထားသည်ဖြစ်ပုံကမြန်လွန်လှသည်အာလုံးပေါင်းစက္ကန့်ပိုင်းသာရှေ့မြေထင်သည်ကန်သုံးစဉ်အရှိပမာတစစ်ချိုးတတာလန်တိုင်းမမဝေကအရှိန်မလျှော့ပဲကားကိုကြွေသည်ကန်တွဲမှကြွတဲ့အုပ်တက်လာပြီ ကျွဲတကောင်ကလမ်းကိုဖြတ်ကိုသည်ကျွဲကိုရှောင်းရင်ကားသည်သုံးလေးကြိမ်လူသွားသည် ရှေ့တဲမှကုံကားကြီးတစည်းလာနေသည်ကိုတွေ့ရ၏ကားကြီးကကြီးသည်မြင်သည်ဒီကားကြီးကကျွန်တော်တို့မျက်နာနာနီးနီးလာသည်ထင်ရ၏မမဝေကိုတစ်ဖက်သို့တွန်းလိုက်ပြီးကားစတီယာရင်ကိုလုကင်ကဘယ်ဘက်သို့ချိုးချလိုက်မိသည်ကိုသာ ကျွန်တော်နောက်ဆုံးသတိရသည်ဒီနောက်တင်းတွင်မြွေ 伴君旅行，连迷也送一家的大梦喂。地如也要古老里的老鬼，通天家老水绕秋季的夜。 萨拉古巴拉特绿绿遍地，地也撒娇，边边么飘落乌龟，七度金苏，半夜流泪，七度花边乌云。 ။ဒါဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်း၁၉ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။